ဒီလိုကလေးရလဲကောင်းတယ်ကျွတ်ကျွတ်ရပါတယ်ပဲကြော်လေးနောက်ကျက်သွုံဦးဆိုလဲနူးနူးအေးလေးနဲ့စားလို့ကောင်းတယ်မဆိုပဲကြော်လေးရလဲကျွတ်ကျွတ်ရပါလေးနဲ့ဝင်ရနဲ့လိုက်ဖက်တယ်ဒါဆိုဒါကုနာထည့်ထားရဲ့ဥပဲဥလေးပေါ့နော်ဥပဲဥလေးရေနော်စားလိုက်အောင် ဦးဖဲဦးလေးကလည်းရတာကောင်းတယ်ဗျာညီမမာဆောင်လေးအကျော်တပည့်ဒီကလာလေငါအကျော်လာလို့ဥယဘာရရမယ်ခင်ဗျာအာတားရေမွေးငါရတယ်အုံတို့ခောက်ဆွဲရတယ်ခောက်ဆွဲတုံးရတယ်ကြာတယ်တုံးရတယ်နန်းကြီးတို့ဟာမှာနန်းကြီးတို့ရတယ်ဟုတ်ကဲ့ ဒါဆိုကျွန်တော်လုံးလေးရပါတယ်တာဩကျွန်တော်မောင်ရတဲ့ဘွဲပေးပါအေးသားကြီးဘာကြော်နေစားမလဲတာပဲကြော်နေဩဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပဲကြော်နေမောင်ရတဲ့ဘွဲစားမယ်မားလေးကြော်ထဲဦးလားမရေထုတ်ဟုတ်ကဲ့မရေထုတ်ဟုတ်ကဲ့မရေထုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီမိုးမင်းကလေးရရတာလေဒီက2000ကောင်းတယ်ပေါ့နော်ဒီကျော်နေတော့2000ဆို4000 4500ဆားတာများတယ်အဲ့တော့ โอเคเจตุกุยเนาะดีไซน์เลียวตะเช็ดล่ะ try ကြည့်ရပါဘောเนาะဒါကျွန်တော်တစ်ချက်တစ်ချာလေးစားကြည့်လာဦးသူအရသာနေပြီသူရဲ့အရသာလေးကဘယ်လိုပြောရမလဲပြည့်စုံနေပေါ့เนาะဒီပဲကြော်တွေနောက်ချက်တုံဦးဆိုလဲနူနူအေးလေးနဲ့စားလို့ကောင်းတယ်မဆိုပဲကြော်လေးကလည်းဟိုဟာဖြစ်တယ်ကျွတ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 ်လာလေးနဲ့ဝင်ကနေလိုက်ဖက်တယ် ီဘရန်ထဲမှာဆိုရင်သူကပေးရစီနဲ့တင့်တရောင်နဲ့ထည့်ပေးထားရပါတော့နော်မြန်မာစားလဲပါဟင်ဘာဒါဆိုရင်ကျတဲ့တုံးလေးစားမှာပေါ့နော်ဟင်းရလေသူတို့ကလက်လက်ဆက်ဆက်တခါပူပူနွေးနွေးလေးဟိုအားဖြစ်နေတာဆိုတော့ဒါမနေ့ခင်းရဲ့ကော်ပြီရောက်ပါတယ်ဆိုမှာစားလိုက်တဲ့ခါကျကွက်တိပဲဦးရေနောက်ထပ်ဘာတွေရနိုင်အောင်မလဲခင်ဗျာဒီကအကျော်ဆုံးလေးရပါတယ်ညီလေး ဒါဆိုတော့အကြော်လေးပေးပါဦး။ဟုတ်ဟုတ်။အကြော်ဆုံးလေးရောက်လာပြီ။ဒီအကြော်ဆုံးလေးနဲ့မုံငါလေးနဲ့လည်းလိုက်ဖက်တယ်ပေါ့နော်။ပက်တီပဲ။ဟုတ်ကဲ့။အကြော်ကဘယ်လိုရောက်လာလဲခင်ဗျာ။အကြော်ကတထောင်ဖို့၄ခုရောက်မှာ။ထောင်ဖို့၄ခု။ဟုတ်။ဟောဟုတ်ကဲ့ဟုတ်ကဲ့။ဖားကြော်ရလဲ။ပြတ်တွန်ကြော်ရတယ်၊ဘယာကြော်ရတယ်၊ပဲကတ်ကြော်ရတယ်၊ဘူးတိကြော်ရတယ်။ဒါဆိုအကြော်လေးကြီးကျွန်တော်တစ်ချက်မြည်ကြည့်လိုက်ပါ။ဟုတ်ကဲ့ပါ။ဟုတ်။ပဲကတ်ကြော်လေးကျွန်တော်စားကြည့်မယ်ပေါ့နော်။ဒါပဲကတ်ကြော်အရင်ကြိုက်တာ။ ကောင်းတယ်တိုးဆိုင်ရတဲကက်ကြော်လဲကျွတ်ကျွတ်ရွာလေးနဲ့ပုံခဲ့ပြီကစလို့ကောင်းတယ်တိုးကက်ကြော်လေးကျွန်တော်အရင်ပုံအောင်စားပြီးတော့မှမွေးငါဆက်စားလိုက်တိုးကက်ကြော်လေးရဲ့တော့ကောင်းတယ်အဲ့ဒီကတော့ဘူးသီးကြော်လေးပေါ့နော်ဒီကလေးရလဲကောင်းတယ်ကျွတ်ကျွတ်ရွာလေးစားလို့ကောင်းတယ်ဒါ သူကမနေ့ကင်းမှာအကုန်လုံး live ဖန်အောင်လုပ်ပေးထားပါတော့နော်ဒါဘူးကြီးကျော်နဲ့မိုးဟင်းကားတို့ပါဘူးဆိုရင်တွဲထားလို့ညာကွက်တီပဲမိုးဟင်းကားလေးစားအကျော်လေးကြိုက်ကွက်တီပဲလိုက်တယ်喂，听你奶奶了，好乖吧，怎么样？好，听你当他了，叫你啥啥来？五百五来烧我们了，五百五五百五，五百五了，五百五洗完嘞，五百五来烧我们了，咋？ ဥပယ်ဥစားမယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပြင်းရင်တောင်းတာဥပယ်ဥလင်းနေဆိုမွေးနေရပဲအနှံ့လေးရဥေးရကျွန်တော်အရင်တော့ကလေဟုတ်ကဲ့ဒီနောက်အမြဲတမ်းဖက်သွားတိုင်းဟုတ်စိုက်မတွေ့မိဘူးကွာဟုတ်ဟာဖွင့်တာ15ရက်တော့ပဲဖြီးဖြီးပြောင်းလာတာဩဟုတ်ကဲ့ဟုတ်ကဲ့အဲတော်တော်စားလို့ကောင်းနေဗျာမနေ့ကင်းစောစီစားရဆိုင်ဖက်တိုးတာပေါ့ဗျာဟုတ်ကဲ့ဒါအကုန်လုံးပြည့်စုံနေအကျော်လေးလည်းကောင်းနေဟုတ်ကဲ့လေအရင်တော့ပထမဆုံးစဖွင့်တာလေပသွန်တောင်ကရွှေဘုံဘုရားလမ်းမှာအရင်ဆုံးစဖွင့်တာနောက်ဒုတိယကတော့ 6လ9လလောက်ကြတော့ပြောင်းသွားပြီးတော့ကွက်တက်လန်ထိတ်မှာပထွန်းတော်မှာပဲပထွန်းတော်မှာပဲဟုတ်ကွက်တက်လန်ထိတ်မှာဖွင့်ခဲ့ဘူးလေအဲ့ဒီမှာလဲ9လ7လလောက်ဖွင့်အဲ့ဒီကနေပြီးတော့မြောက်တခုမန္တလေးလန်ကိုပြောင်းသွားတယ်သုံးတတိရက်ကွက်ဒီအောင်မွေ့နာမည်နဲ့ပဲအခုဟိုမှာ15ရက်ဆိုတော့ဈေးများလို့အိမ်လားကတွေကဈေးကြီးလို့အားရောဒီကိုပြောင်းလာပြောင်းလာဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ကျွန်တော်တကယ်ချင်းနေပါလေမွေးငားတွေပါအကြိုက်တယ်ပေါ့နော်ဒီတိုင်းနီနာနေရဲဆိုရင်ပါဟုတ်သူတို့ညွှန်ပြလို့ရအောင်လို့လိပ်စာလေးပြောပြပါအောင် လိမ့်စာဟိုတာဂီတာရန်ကမ္မတန်လှမ်းစင်းလိုက်တာနဲ့လှမ်းကြည့်မြင်နေရတယ်။အောင်မွေ့မွေ့ငါးဆိုင်ကျွန်တော်ပြောပြလိုက်ပါမယ်သူတို့ကိုလေဟုတ်ဆိုင်လိမ့်စာလေးကိုပေးချာဟုတ်ကဲ့ပါဒီခင်းရလေဟုတ်ကဲ့ပါခင်ဗျာသူကကျွန်တော်တောက်လိုက်ရင်ချိုချိုလေးပေါ့နော်ဟုတ်ကဲ့ဒါဦးဘာတွေထည့်ချက်တာလဲဒီထဲမှာဦးကတော့ငတင်းပြူနဲ့ထည့်တာပါချက်နီးကိုပြောပြရမလားဟုတ်ချက်နီးလေးသိကြပါတယ်ဟုတ်ဟုတ်ချက်နီးဆိုတာဒီလိုလေးငတင်းကိုဇပလင်းလို့မပြိုင်တွန်းနဲ့အရင်ပြုတ်ရတယ်ပြုတ်ပြီးတော့မှ နှွှဲရတယ်အယိုးနှွှဲရတာဗောနော်အတားကြီးပဲအတားကြီးပဲဟိုကြက်တွန်ကျူးလို့ဂျင်းလို့ဇပလင်းလို့မယုတ်သီးလို့ပါလို့ ਨੇ စီတက်စီနာအောင်တက်ပြီးတော့မှသူ့တက်တက်ထားတယ်ထားပြီးပြီဆိုတော့မှမြေဘဲကိုတော်တယ်မြေဘဲကိုလှော်ပြီးအခွန်ချွတ်တယ်အခွန်ချွတ်ပြီးလို့ရှင်မြေဘဲကိုဆက်နဲ့ကျိတ်တယ်အဲအဲ့ဒါတမျိုးပြီးသွားပြီနောက်တစ်မျိုးကြတော့ကလေပဲကျန်ကလေပဲကျန်ဟိုဒီတေချာပြောင်းဆေးပြီးတော့ကလေပဲကျန်ကိုနူးနေအောင်ပြုတ်သွားတယ် ပြုတ်ပြီးတော့မှတေချာစကားနဲ့တေချာတိုက်ရတယ်။ဟလာတစ်ဆင့်ဒါနှစ်ဆင့်ဖြစ်သွားပြီ။ဟလာအဲ့ဒီအခါမှာပြီးွားပြီဆိုတော့ဆိုတော့ဒါမွေးငါ့ကိုကလေးပဲချမ်းလို့ရေပဲလို့ငါးလို့ရောပြီးတော့တခါတည်းချက်တာပေါ်တိုက်။အော်ဟုတ်ဟုတ်။အဲ့ဒီထဲမှာစံမုတ်လည်းမပါဘူး။ဖြည့်ကြည့်လည်းမပါဘူး။ဦးလေးကငါးအရတာနဲ့ပဲအရတာအဓိကပေါ့။အော်ဒါကြောင့်ငါးအရတာစစ်စစ်နဲ့စားလို့ကောင်းတာ။ဟုတ်ကဲ့။တောချက်ပေါ်တိုက်။တောချက်လို့ခေါ်ပါလား။ ဟုတ်ဟုတ်ကောင်းတယ်ဒါကြောင့်နေအကုန်လုံးပြည့်စုံနေတဲ့ထဲမှာဟုတ်ကဲ့ဟုတ်ကဲ့အရသာတယ်ဟုတ်ကဲ့ဒါဆိုရင်ဥစီရံနေကျွန်တော်မေးကြည့်လိုက်ကြအကုန်လုံးဆက်နှီးပြုံနေရသိသွားပြီဝင်ကားလာဆိုင်နေဘလို့ချက်ရမလဲဆိုတာပါသိသွားပြီပေါ့နော်ဝင်ကားလာဆိုင်နေအမြတ်ရသွားပါပေါ့ဒါဆိုရင်ဒါကုနာထည့်ထားတဲ့ဥပဲဥလေးပေါ့နော်ဥပဲဥလေးကျွန်တော်စားလိုက်အောင်ဥပဲဥလေးကလည်းရတာကောင်းတယ်ဗျသူကလည်း အခုတော်တော်လေးပြည့်စုံသွားပြီပေါ့နော်ကျွန်တော်အခုဒီမှာမုံဟင်းအားတွေရောအကျော်တွေရောစာဖိုက်တွေတင်းသွားပြီဒီမုံဟင်းအားတို့အကျော်တို့ဒီဆိုင်လေးကိုလောက်စားတော့နေတယ်ညီကောင်မောင်တို့တွေလည်းကျွန်တော်တစ်ချက် sharing လုပ်ပေးမှာပေါ့နော်လေးစားလေးကိုတာဂီတာမျိုးနဲ့ရောင်ရက်ွက်ဒီရောင်ကမ်းမတန်အဆင်းလာလိုက်မယ်ဆိုရင်ထိတ်ကလေးမှာပေါ့နော်အောင်ပွင့်မုံဟင်းအားဆိုင်ဆိုတာအဲ့မှာဒီဆိုင်လေးကို update ခြင်းနဲ့ညီကောင်မောင်တို့တွေလောက်စားတော့လို့ရပါရဲ့အဲအခုတော့ဖိုက်တင်းသွားပြီဆိုတော့အားလုံးနှုတ်ဆက်ပါရဲ့ ်ဒါကျွန်တော်ခဏနေအလုပ်သွားရအောင်